အားလုံးမင်္ဂလာပါဗျဆော့ကာ DM နဲ့ပြန်လိုက်ပြီးကြိုးစိုးလိုက်ပါเนาะဒီနေ့အင်္ဂါနေ့ညမှာလဲဘဘလာခြေစပွဲဥရောပဆောင်မှာပွဲကောင်းနဲ့အများကြီးကံမှုရှိတဲ့နေရာကြီးထုံးစံနိုင်မဲ့ကြိုက်စုံ၅ပွဲကိုဒူလိုရှင်းပြီးပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ဒီညတော့ဒီ International Play ရဲ့နောက်ဆုံးညဖြစ်ပြီးတော့ဒီညပြီးသွားရင်တော့ဂျာရက်မှာနေ့နှစ်ရက်လောက်နားပြီးလီပွဲစဉ်နေရန်ကန်တော့မှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီ International Play ရဲ့နောက်ဆုံးညလေးမျိုးမှာဘောဂီနေတဲ့ဒီအသင်းကြီးတွေကိုအဓိကဒီတက်ကတ်ထားတဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်မို့ဒီညမှာတော့ဒီအပေါ်တင်အသင်းကြီးရိုက်တဲ့ညီကိုညီမ ီထိထားပြီးကစားရမယ်ညာလို့ကျွန်တော်ကတော့ယူဆပါတယ်။မိညာလည်းကိုကြီးကိုယ်လေးအဆင်ပြေကြလိမ့်မယ်လို့ညွှန်လင့်ပါတယ်။မိညာကျွန်တော်၅ဘွယ်ခုနှစ်ကြောင်းခံမှန်းပြရမှာဒီ၅ဘွယ်၅ဘွယ်နိုင်နှစ်ဘွယ်ရှုံးနေဒီ၃ဘွယ်သာလောက်အပေါင်းပြလိမ့်မယ်လို့ညွှန်လင့်ပါတယ်။ဒီညောရဲ့ဒီမမ်မာတစ်ဘက်ဆိုမမ်မာပလန်နဲ့ VMI ဒီနိုင်ဘေးပလန်ယူနေတဲ့ညီကိုများဖိုင်ကဖုန်းနံပါတ် Viber Telegram နဲ့ LINE ရောက်ဆက်သွယ်နေမြန်ပြီးယူနေပါတယ်။ကျွန်တော်ဒီ preview ပွဲစဉ်တွေဘက်ကိုသွားလိုက်အောင်ပထမဆုံးတော့ဒီလာဗီယာနဲ့အင်္ဂလန်ဒီဘွဲမှာအဝေးအင်္ဂလန်ကဘောကြီးသုံးလုံးတည်ဘောပေါင်းကြီး ီလုံးအားတဲ့ဆိုမှကျေးပွန်ထားပါတယ်ဒီပထမကြော့အင်္ဂလန်အဝဲမှာတော့၅3နဲ့နိုင်ထားတဲ့ပွဲမှာအင်ဝင်းမှာတုံးလုံးရှုံကျေးပွန်ထားပါတယ်အင်ဝင်းဝေးကွင်းကြည့်မယ်ဆိုရင်ဒီအင်္ဂလန်အခုပေါက်ထားတဲ့တုံးလုံးတွေကဈေးမှန်တယ်လို့ပြောလို့ရပါတယ်ဒီဒီဂရုရဲ့ဒီတေဗဆန်ကိုကြည့်မယ်ဆိုရင်အင်္ဂလန်ကတော့ဒီ၅ဘွဲ့ကန်ထားပြီးရာနှုန်းပြည့်အနိုင်နဲ့တူ15မှတ်ရရှိထားပြီးဒီတပွဲရော့ထားပြီးမဲ့ဒီအစ်စနစ်ကလာဗီယာကို၄မှတ်ဖြတ်ထားပါတယ်တပွဲရော့၄မှတ်ဖြတ်ထားတဲ့အနေထားလည်းဖြစ်တယ်ဒီကိုဒက်ဖန်အဖြစ်လည်း တပွဲရောက်တာအနေထားမှာတော့ဒီစေဘူးလေးဖြတ်ထားတဲ့အနေထားမှာဖြစ်လာကြောင်းဒီအင်္ဂလန်လို့နေနဲ့ဖဲချီစပွဲအောင်မှုတရားသွားတဲ့အနေထားမှာရှိနေပါတယ်။ဒါကြောင့်မို့ဒီလက်ကျန်ပွဲစဉ်တွေမှာဒီရမတ်ကောဂူဒက်ဖရန့်ကောအရင်မလို့တော့တဲ့အနေထားမှာရှိပါတယ်။အင်္ဂလန်ဒီပြဒီတူချဲတိုက်ကလည်းဒီမလို့တဲ့ပွဲစဉ်တွေဆိုရင်ဒီအရင်ကြီးသူနေနဲ့ဒီတိုက်စစ်မစင်တဲ့အနေထားမှာလည်းဖြစ်တာကြောင်းဒီခန်းစစ်ပို့ပြီးတော့ဒီခန်းစစ်ဘက်ကပို့ပြီးရင်းနေနီးပြလည်းဖြစ်တယ်။အဝေးဝင်းလည်းဖြစ်တယ်။ရမလိုချမ်းနဲ့ဂူဒက်ဖရန့်လည်းမလိုတော့တဲ့အနေထားမှာကျွန်တော်ဒီပွဲမှာတော့သုံးလုံးပြီး ကိုပေါင်းကြီးလေးလုံးဟာစားပေါက်ကြရမှာအင်ရှင်လာဗီယာဘော်ဒီနဲ့ဘုံဘောက်အောက်ကိုရွေးချယ်ထားပါတယ်။နောက်တစ်ခုကတော့ဒီစပိန်နဲ့ဘူဂေးရီးယားဒီဘွဲမှာအင်ဂျင်စပိန်ကဘူလိုကြီးလေးလုံးတည်ဘုံဘောက်ကြီးလေးလုံးရှုံးမှာကျင်းပွင့်ထားပါတယ်။ဒီပထမကျော့စပိန်ဦးစင်းကနေဒီထရီစီနဲ့ကိုပြနိုင်ထားပြီးဒီအပွဲမှာဖောက်တဲ့ရေက3လုံး50ဆားမှာကျင်းပွင့်ထားပါတယ်။ပထမကျော့မှာဒီစပိန်ကြီးနဲ့3လုံး50ဆားကြည့်အောင်ထားတဲ့ညမှာတော့ရှိပါတယ်။အင်ဂျင်ဘူဂေးရီးမက်ဆန်ကဒီဒီပထမကျော့ကိုပြနိုင်ခွင့်နဲ့ဒီစပိန်တို့ဈေးနှုန်းငယ်ပြင်းနေတဲ့အနေထားမှာတော့ရှိပါတယ်။ ဒီနှစ်သင်းရဲ့ဒီ table stand ကိုကြည့်ရမှာဆိုရင်စပင်ကတော့ဒီရမတ်ဒီကိုမနဲ့ဒီရန်တော့ပြည့်အနိုင်ရရှိတာပြီးဒီ code plan ကလည်းအဲအစနှစ်ကတူတူကီနဲ့ဒီ16ထိတောင် code plan ဖြတ်ထားတဲ့အခြေအမှရှိပါတယ်ဒါကြောင့်မို့စပင်နေနဲ့ဒီချင်းစပွဲတဲ့အောင်မို့အတွက်တရားသွားတဲ့အနေအထားမှရှိပါတယ်အဲချင်းစပင်ကိုကြည့်မယ်ဆိုရင်လည်းသူ့အနေနဲ့ဒီဒီက testing မှုတွေဖြစ်တဲ့ရမဲ့အိုမွန်နဲ့ဒီအဓိကအဲကွင်းလေလူဘူဒီတို့မပါဝင်တာတဲ့အနေအထားမှရှိပါတယ်ဒီနောက်ပိုင်းဝေဒနေမှာဒီရမဲ့ဒန်နီအိုမိုတို့မပါဝင်တဲ့အနေအထားဖြစ်တာကြောင့်ဒီအဓိက တိုက်ဆက်မှုညမှာဒီအိုရစပယ်ပဲအားထားပြီးတုံးနေရတဲ့ညမှာဖြစ်တာကြောင့်ဒီတုံးကိုယ်တွေအနေငယ်နှဲလာတဲ့နေထားမှာရှိပါတယ်။ကျွန်တော်ဒီဘက်မှာတော့ဒီစပယ်တို့အနေနဲ့ဒီ good defense မလွတ်တော့တဲ့နေထားမှာလည်းဖြစ်တာကြောင့်အနည်းငယ်ကစားမားတွေလည်းပပဝင်နိုင်တဲ့နေထားမှာဒီအနေငယ်တိုက်ဆက်အားနည်းနိုင်တဲ့နေထားမှာရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီလုံရှုံးပေါက်ကြောက်မှာဒီခိုးပေါက်အောက်တမျိုးတော့ပဲရွေးချယ်ထားပါတယ်။နောက်တစ်ဘက်တော့အိုင်လန်နဲ့အမေရိကဒီဘက်မှာဒီအင်ရှန်အိုင်လန်ကဘောဂျစ်လုံး90ရှုံနဲ့ဘောဂျစ်နှလုံးရှုံမှာခြေဖွင့်ထားပါတယ်ဒီပထမကြော့ အာမေနီးယားအိမ်ဝင်မှာတော့ငါအာမေနီးယားပဲသူဝမ်းနေနိုင်တာပြီအပွဲမှာဖောက်ထားတဲ့ကြီးကဒီအာယန်လန်ကဒီဝင်းဝဲအာယန်လန်ကပဲ level ရှုံးကြီးဖွင့်ထားပါတယ်အင်္ဂလန်ဝင်းဝင်းကြီးမှာဆိုရင်ဒီတလုံးတွေလောက်ပဲပေါက်တဲ့နေထားမှာဒီဘွဲမှာတော့ဒီအင်ရှင်အာယန်လန်တို့တလုံး90ရှုံးဈေးနှင်းငယ်ပြင်းရှောင်နေနေထားမှာတော့ရှိပါတယ်ဒီ group ရဲ့ tibet sand ကိုကြည့်ရမှာဆိုတော့ဒီအဆင့်တနေရာမှာတော့ဒီပိုတူဂူကတည်းချီလိုပဲအောင်မိုးတေချာပါနေထားမှာရှိပြီဒီအင်ရှင်အာယန်လန်ကဒီအဆင့်၄ရမတ်တမတ်ပဲရထားပြီးအောက်ဆုံးမှာရောက်ရှိနေပါတယ်အမေရိကကအဆင့်၃နဲ့ ရမတ်၃မှတ်ရရှိထားပြီးအစ်စ်နှစ်ကဒီဟန်ဂရီကရမတ်၄မှတ်နဲ့ဒီလက်ကျန်ဒုတိယနေရာပလေးအော့တော့ကဒီ၃တင်းလူရမဲ့အနေထားမှာရှိပါတယ်ဒီအိုင်ယာလန်နေနဲ့ဒီဒီရန်ကင်းပုံမြင့်နေဆိုတော့ကာရန်ဖောင်မှာတော့ရေတော်တော်လေးစောစောဝါအနေထားကိုရောက်ရှိနေပြီးတော့ဒီလက်ရှိမှာလည်းဒီ၃မကစားရမှာတပွဲပဲတည်ကြထားပြီး၂ပွဲရှုံးတာပြီးတမက်ပဲရရှိထားတဲ့အနေထားမှာရှိပါတယ်ဒီဘွဲမှာတော့ဒီရလက်ဆိုးရနေတဲ့အိုင်ယာလန်တို့အင်ကွင်းမှာ ဒီလိုအပ်တာလည်းပို့ပြီးတော့ဈေးလည်းနှင်းငယ်ပို့ပြနေတဲ့နေထိုင်မှာဖြစ်တာကြောင့်ဒီဝင်းပါတော့အိုင်ယာလန်တို့ဒီခူးရသွားမှနေထိုင်မှာရှိပါရဲ့ဝေးဝဲအမေရိကကိုကြည့်မယ်ဆိုရင်လည်းဒီအိုင်ယာလန်နဲ့ဆိုရင်ဖောင်ကောင်းနေတဲ့နေထိုင်မှာဖြစ်တယ်ဒီပလေးယောအတွက်လည်းဒီအထက်ကဒီဟန်ဂရီနဲ့ကတမက်ပဲကွာထားတဲ့နေထိုင်မှာရှိတာကြောင့်ဒီပလေးယောဝင်ခွင့်အတွက်လည်းရုံးလာမဲ့နေထိုင်မှာဖြစ်တာကြောင့်ဒီအတင်းတော့နိုင်ပွဲလိုအပ်မှုနဲ့တူဒီပြမကြော့လိုပဲဒီသွန်ကိုဒီမြန်မာနိုင်ငံညွှန်တွေ့လာရမှာပွဲလို့ယူဆပါတယ်အဲဒါကြောင့်မို့လို့နှလုံးရှုံးပေါက်ကြည့်အောင်မှာနှစ်သင်းလုံးဒီနံပွဲလိုအပ်နေတဲ့ နေထားမှာဖြစ်တာကြောင့်ကိုပေါင်းအပေါ်ဒီလိုတွေဝယ်ယူချင်ထားပါတယ်နောက်တစ်ပွဲတော့အီတလီနဲ့အစ်ဆွေဒီပွဲမှာအင်ရှင်အီတလီကဗိုလ်ကြီးနှလုံးသွေးဘူပေါင်းကြီးသုံးလုံးရှုံးမှာကျင်းပွင့်ထားပါတယ်ဒီပထမကြော့ဒီအီတလီအဝေးဝန်းကနေပြီးတော့ဒီဖူဖိုက်နဲ့နိုင်ထားပြီးအပွဲမှာဖောက်ထားတဲ့ကြီးကဒီအီတလီကနေကလုံး50ရှုံးကျင်းပွင့်ထားပါတယ်အင်ဝေးဝေးဝန်းကြီးမှာစတော့ဒီအီတလီရောနေနှလုံး50ဆာလာပေါက်တဲ့နေထားမှာနှလုံးသွေးကအီတလီဒီဈေးနှင်းငယ်ပြင်းတဲ့နေထားမှာရှိပါတယ်ဒီ group ရဲ့ဒီ တေဘယ်စတန်နေကိုကြည့်မယ်ဆိုရင်နော်ဝေးကတော့6ဝက်ကစား6ဝက်နိုင်ထားပြီးရမ်းမဆက်ရှင်မနဲ့ဒီ good defend 26ဂိုးကြီးရရှိထားတဲ့နေရာမှာဖြစ်တာကြောင့် good defend ရမ်းဖြတ်ထားတဲ့နေရာမှာဖြစ်တာကြောင့်ဒီနော်ဝေးနေနဲ့ချီစပွဲတည်းအောင်လို့တရားတော့ရှိသွားတဲ့နေရာမှာရှိပါတယ်အီတလီနေနဲ့လည်းဒီလက်ကျန်ပွဲ3ပွဲသလုံးနိုင်အောင်တော့မော်ဝေးကို good defend လိုက်ဖို့ဒီမလွယ်တော့နေရာမှာရှိပါတယ်ဒါကြောင့်မို့ဒီပွဲမှာဒီလက်ကျန်ပွဲစနစ်မှာတော့အီတလီနေနဲ့ဒီ play off နေရာခိုင်မြဲရေးဒီဒုတိယနေရာခိုင်မြဲရေးအတွက်ပဲအီတလီတို့ဒီကစားရမယ့်နေရာမှာတော့ရှိပါတယ် ဝင်းဝင်းအစ်စရိယကြီးမဆန်တော့ဒီရမတ်ဒီရမတ်ကိုမန်နဲ့ဒီအဆင့်သုံးနေရာမှာရောက်ရှိနေပြီးတော့ဒီတပွဲရော့ထားတဲ့ဒီအီတလီကနေပြီးတော့ဒီသုံးမှတ်ခထားနေရာမှာရှိပါတယ်။ဟောဒီဘွဲမှာတော့ဒီနှလုံးသေးပေါက်ပြောက်မှာဒီအီတလီရဲ့အဓိကကဒီလက်ရှိနေရာဒီမြေတက်ပဲကစားလာမယ့်နေရာမှာဖြစ်တာကြောင့်သူအင်းနဲ့ထင်းထင်းထင်းကစားလာပြီးဒီဝင်းဝင်းအစ်စရိကတော့ဒီသူအင်းနဲ့ play off အတွက်ဖောင်ဖြတ်ရမယ့်နေရာမှာဖြစ်တာကြောင့်ဒီနှလုံးသေးပေါက်ပြောက်မှာဒီရမတ်ပူလွှဲချက်ရှိနေတဲ့အစ်စရိပေါ်လေးကိုရွေးချယ်ထားပါတယ်။ နောက်တစ်ခွဲကဒီပေါ်တူဂီနဲ့ဟန်ဂရီဒီဝဲမှာပင်ရှင်ပေါ်တူဂီကဘောဂျီနှလုံးတွေကိုကောင်းလေး၃လုံး၅ပဲရှုံးမှာခြေခွန်ထားပါတယ်ပြီးပထမကြော့ဒီဟန်ဂရီအင်္ဂမာတော့ငါပေါ်တူဂီအဝေးကနေ2 3နဲ့နိုင်ထားပြီးအပွဲမှာအဝေးပေါ်တူဂီကဘောဂျီ၃လုံး၅ပဲရှုံးခြေခွန်ထားပါတယ်အင်္ဂလိပ်ကြီးမဆိုရင်ဒီပေါ်ထားတဲ့နှလုံးတွေကပေါ်တူဂီကိုနဲ့ဈေးနဲ့ငယ်ပြင်းနေနေထားမှာတော့ရှိပါတယ်ဒီနေ့ဒီလက်ရှိဒီ group stage ရည်ရည်မှုကြည့်ရမှာဆိုရင်ပေါ်တူဂီကတော့ဒီ၃ပွဲကစား၉မှတ်နဲ့ဒီ goal track 9 9နဲ့အတူ ဒီအဆင့်တည်းရမှာရက်တည်နေပြီဒီတိုက်ရိုက်ချင်းဘွဲအောင်ကိုပြန်ကြသွားတဲ့အနေထားမှာရှိပါတယ်အဆင့်နှစ်ကဟန်ဂေရီကိုလည်းဒီမမတီဖြတ်ထားတဲ့အနေထားမှာလည်းဖြစ်တယ်ဂိုဒက်ဖန်ကလည်း6ခုထိဖြတ်ထားတဲ့အနေထားမှာဖြစ်တာကြောင့်ဒီပေါ်တူဂီတို့ဒီတိုက်ရိုက်ချင်းဘွဲကအေးစစ်တက်သွားတဲ့လောက်ရှိတဲ့အနေထားမှာရှိပါတယ်ဒါကြောင့်မို့လက်ကျန်ဘွဲတွေမှာဂိုဒီတို့အနေနဲ့ဒီနန်ဘွဲတစ်ဘွဲလောက်ရအောင်နေတာရှင်နီကောင်းသွားမဲ့အနေထားမှာရှိပါတယ်ဂိုဒက်ဖန်ကလည်းရိုင်းမလို့တော့တဲ့အနေထားမှာဖြစ်တာကြောင့်ဒီနှလုံးတွေပေါက်ကြအောင်မှာပထမကြော်တော့ကလည်းဒီ ဟန်ဂေရီဘွတ်မှာထက်ထက်ကဲကစားထားတဲ့နေရာမှာလည်းဖြစ်တယ်။ဒီဘွတ်မှာလည်းဒီပိုလီဂီနီနဲ့အဓိကကွန်းလင်လူဂျောင်းနာဘတ်ပါဝင်တဲ့နေရာမှာဒီပြည်ကြီးပြည်ကြီးအစုပွဲနှစ်ယောက်ဒီတယောက်မပါတဲ့နေရာမှာဖြစ်တာကြောင့်ကွန်းလည်းအနည်းငယ်အားနည်းနေတဲ့နေရာမှာရှိပါရဲ့။အဲကြောင့်မင်းတို့ဒီဘွတ်မှာတော့ဒီဟန်ဂေရီတို့ကလည်းပလေးအော်ကဒီအောက်ကနှစ်သိန်းနဲ့အပြည့်အပြိုင်လုနေရနေရမှာဖြစ်တာကြောင့်လုနေလေဒီရမတ်လွန်နေတဲ့နေရာမှာဖြစ်တာကြောင့်နှလုံးသေးပေါက်ကြအောင်မအဝေးဝင်ဟန်ဂီဘုံတွေကိုရွေးချက်ထားပါတယ် င်္ဂါနေ့မှာအားလုံးပဲအပေါင်းပြကြပါလိမ့်ရ။